တောက်ပြီးပြန်လာတယ်အိမ်မပြန်ရဲဘူးပေါ့နော်မပြန်ရဲတော့ဟိုလမ်းထိပ်မှာသူများကွင်းရဆိုင်အဲ့လိုထိုင်နေတော့အိမ်ပြန်မှကြောက်လို့အဖေလိုက်ရှာတယ်တွေ့တော့မင်းပါလို့ပြန်မလာလဲအရဲတောက်လာမင်းလို့အမလီကွာအရဲတောက်တာပဲယောက်ျားလေးတောက်မှာပေါ့လာလာဟိုအဲ့လိုမျိုးခေါ်တော့ချော့တော့ကိုအကြောက်ရော့ပြီးအိမ်ပြန်ရောက်တယ်ပေါ့နော်အိမ်ပြန်ရောက်တော့မှသူကရှင်းပြမင်းလူယူကြည့်ပြီသားတဲ့မင်းလှုပ်ချင်တာရှောက်လို့လှုပ်ပြီးတော့အဖေကိုပြန်ပြောမပြောဘဲနဲ့တော့မနေနဲ့အခုအကုန်ချောက်လို့တယ် တပတ်လောက်ကြာတော့တငယ်ချင်းပေါင်းတဲ့ခါတောက်လဲမင်းပြောတော့မကောင်းဘူးဆိုဒါပေမဲ့ तू ကဟိုဟာဒီလောက်တော့မစိုးဘူးအဖေဟာဒီအဲ့ဒါဆိုလုတ်ဘွားကူဘွားကိုချင်းချိန်ပေါ့အဲ့လိုမျိုးနဲ့ပေါ့နော်အကိုတို့ကအခုလက်တည်းတခုမှလည်းမစွဲခဲ့ဘူးကျွန်တော်ငငယ်ကဆိုရင်အဖေကသူ့သားကိုပညာတတ်ကြီးဖြစ်စေခြင်းပါပဲဟုတ်လားသူများစပိန်စီးရင်သူ့သားကိုသူစပိန်ဝယ်ပေးခြင်းပါပဲသူကလေးကိုကျူရှင်ထားရင်သူ့သားကိုလည်း သူကျူရှင်ထားပြီးခြင်းပါပဲဒါမဲ့သူတော့ကလည်းသူစိတ်မှာသူအဲ့လိုရှိခဲ့ပေမဲ့သူမလုတ်ပေးနိုင်ခဲ့ဘူးမလုတ်ပေးနိုင်ခဲ့တဲ့အတွက်သူစိတ်ထဲမှာထင်မှာငါမလုတ်ပေးနိုင်လို့ငါသားတွေဒီလိုဘဝကိုဖျက်တမ်းရတာလို့သူစိတ်မှာသူထင်မှာပေါ့လေနော်ခံစားချက်ချင်းကမတူဘလို့ဘလို့သွားပြောမယ်ဒီဟာကြတော့ကိုယ်တွေးသားဆိုပြီးပို့ဆိုးတယ်လို့ခံစားရတယ်ဗျာဟိုဟာကြတော့ကိုယ်တွေးသားမဟုတ်သူ့တွေးသားကကိုယ်ဆိုကိုယ်ကကြတော့ကိုယ်တွေးသားဖြစ်နေ ိုတွေ့သားဖြစ်တော့ကိုကပူဆိုးတယ်ခလေးကကျတော့ကျွန်တော်ကကျတော့ဒီကောင်မွေးတယ်မွေးပြီးတော့ကျွန်တော်တို့ဟိုစေတူမားပေါ့နော်အဲ့လိုမျိုးနဲ့ပူဒီယိုလေးဖြစ်အဲ့ရနေမှဒီ23နှစ်လောက်ထိကိုကျွန်တော်တို့ကဟိုခြီးပိုးပြီးတော့ထမင်းဆိုလဲဒီလိုခြီးပိုးပြီးခွန့်ကြွေးအခု23နှစ်အထိကိုခြီးပိုးပြီးတော့စားရာတောက်တာ ခုနအပေါ်ပါသွားတာအစအကုန်လုံးကိုလှုပ်ပေးခဲ့ရတာပေါ့ ูลุบไปว่าอีตูซ้องว้าพี่แล้วดิอกูญาเป้งุฎฎจิตายไอ้ลุไม่อ่ะบ้าโซคาไรดิโลยีဖက်ဖက်ပြီးတော့ကတော့အသားချင်းထိပ်ပြီးအိတ်နဲ့အိတ်လို့မရပြီးတော့ထမင်းစားကန်နေသူမျက်ရည်ကျအဖေကဟင်းဧည့်သည်လာသွားတာဟင်းမရှိတော့ထင်အောင်ထမင်းစားရဲဆိုအကူကမသိဘူးစားလိုက်အဖေရောစားရည်ကငါမစားသေးဘူးတဲ့အဲ့လိုနဲ့စားလိုက်တဲ့အချိန်မှာထမင်းစားပြီးသွားရင်အကူအိမ်ရှိမှထားရင်အဖေကနောက်ဝေးဝင်သွားမလာဘူးအဲ့ဒါနဲ့အကူတွတ်ကြည့်ရော အခုတို့ငပီးရေကြိုထားတဲ့ငပီးရေအဖြူတွေမှာငါးအကောင်ပါတယ်လေအဲ့ဒါကိုသူကအဲ့ခါနဲ့ငပီးရေယူနေအဲ့ငါးနဲ့စားနေအဲ့မှာတွားကြည့်တဲ့အချိန်မှာအခုတကယ်စိတ်မကောင်းဖြစ်သွားဟာလို့ဆိုနောက်အခုအရှိရနေထမင်းပဲတော့မစားဘူးအော်ကျွန်တော်မစားဘူးအခုလူလန်ဘေးမှာဖွားရှိတာအောင်အဖွားကြီးမှာတွားစားမယ်ဒီစားတော့ဘီလို့စားအဲအဲ့လိုအဖွားရင်တွားတယ်တွားလိုက်လို့အဖွားကြီးမှာလည်းတွားမစားဘူး ပြီးွားစားပြီးပြီးအဲစားပြီးဆိုရင်နောက်ဝေးသွားကြည့်လို့ကြည့်အခုရှိရင်ရှိတာနေမှာအဲ့လိုမျိုးစားတယ်ဘာလို့အဲ့မှာသူ့ကိုဘောသူစိတ်မကောင်းသေးပါလားလေဟိုတားနေမျိုးညားတာအာရင်ကုန်ခံမောပန်းနေတာခွန်အားဖြင့်ကျမ်းမာစီကို BNC နဲ့ရှေ့ဆက်မယ်စိတ်ဝိစီမှုတွေညားနေတာစိတ်ဝိစီမှုကင်ဝေးပြီးလမ်းစမ်းတက်ကြွစီဖို့ BNC နဲ့ရှေ့ဆက်မယ်အာယုံကြောတွေအားနေနေအုံနောက်နဲ့အာယုံကြောအားကောင်းစီဖို့ BNC နဲ့ရှေ့ဆက်မယ် ဗီတာမင် B complex နဲ့ဗိုက်တာမင် C 900mg ပါဝင်တဲ့ YCBNC အားစုကိုတစ်နေ့တောင်တောက်သုံးပေးရုံနဲ့သင်ကိုအမြဲတမ်းမှပြီးအောင်မြင်ပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်မှာပါ။ခေါ်အားပြည့်ဝကျန်းမာဖို့ YCBNC တောက်ကြစို့။အဖေနဲ့ပတ်သက်တဲ့ခံစားချက်ဆိုရင်တော့ လူကကိုယ်လည်းအဖေရှိတာပေါ့နော်ကိုကိုနိုင်လည်းအဖေနေရာကိုရောက်နေတဲ့အခါကျတော့ဖေးကြီးနေရာကတော်တော်နေရာထိုင်ရကြက်တဲ့နေရာဗျာကျွန်တော်တော့အလူပဲတင်တာပဲဘာဖြစ်လို့လဲဆိုတော့မနေ့မိုးလင်းတာနဲ့ကျွန်တော်တို့တွေကအိမ်ရဲ့စားဝတ်နေရေးအတွက်ဟိုရှာဖွေဖို့အပြင်ထွက်ကြရတာပေါ့နော်ညမိုးချုပ်မှပြန်လာကျွန်တော်တို့ရှူတင်သမားဆိုရင်ပူစိုးမနေ့ခွန်နိုင်ချစ်နိုင်အဝတ်ထုတ်တထုတ်ဆွဲပြီးရှူတင်ကိုထွက်သွားခြင်းမှာသူတို့ကအိတ်တုံး ကျွန်တော်တို့ကပြန်လာတဲ့အခါကျတော့9နိုင်10နိုင်မှအိမ်ပြန်ရောက်တော့တခါသူတို့ကပြန်အိတ်နေပြန်ပြီအဲ့လိုမျိုးတွေနဲ့ပဲဖြတ်တန်းခဲ့ရတာများတာပေါ့နော်တာသမီနဲ့ကိုနဲ့ကျတော့တခါကြရင်ဘယ်လိုပြောရလဲနည်းနည်းတစ်စိမ့်အောင်စံသလိုဖြစ်တယ်ဒါပေမဲ့လေသူတို့ကတော့ဖြစ်တာပါနော်ကိုကတော့ဖားခင်ဆိုတော့လေအိမ်ပြန်ရောက်တာနဲ့သူအိတ်ဟဲ့စင်ပြေးလာဒီနေ့ကြောင်းမှကလေးက ဟိုစာလိုက်နိုင်ရလားဒါမျိုးပေါ့နော်သူတို့အကြောင်းလေးတွေကိုကမေးသူ့မေးလို့တဲ့လူမေးမေးပြစ်တာပေါ့သူတို့ကတော့ကိုမေးပြစ်မှာမဟုတ်အမေဖေးကြီးပဲချိန်ပြန်လာလေအေးနင်းဖေးတော့ဘယ်ချိန်ဘယ်ချိန်ပြန်လာလေအင်းအင်းအင်းဒါပဲပြီးပြီသူအဖေအလုံးမှာအစဉ်ပြေးခဲ့လာမပြီလားသူတို့မေးမှာတော့မဟုတ်ဘာဖြစ်လို့ဆိုတော့ကိုကိုတိုင်ကတာသမီနေရာတော့ကလည်းအဖေကိုကိုလည်းဒီလိုပဲဆက်ဆံနေတာဘူးနော်ကိုလည်းကြတော့လေဒီလိုပဲပြန်ဆက်ဆံခံရတာပဲ ပြီးတော့တာသမီကိုချစ်တဲ့အခါကျတော့ပါဇက်ကလည်းထုတ်ပြောလို့မပြောဘူးပေါ့နော်ဒါယောက်ျားကြီးရဲ့ဟိုဘယ်လိုပြောလဲယောက်ျားကြီးရဲ့သဘောထားပေါ့နော်တာသမီကိုချစ်တယ်ချစ်တယ်ဆိုပေမဲ့လည်းထုတ်မပြောဘူးညီနဲ့မှပဲထားတယ်အဲ့ဒါအဖေတယောက်ရဲ့ခံစားချက်ကအရန်ကြားကြပါတယ်အဲအကိုတို့မိဘတွေကဟိုအစဉ်ပြေတဲ့မိဘတွေမဟုတ်ဘူးလေနော်မဟုတ်ဘူးဒါပေမဲ့အဖေဒီအကိုတို့အဖေကလူယူ အဖေကကွန်းတရာစားပြီးဝိုင်းအိမ်မှာဘောအလုံးဥမာဘောအိမ်မှာကွန်းတရာစားပြီးတော့ကွန်းအစ်လေးနဲ့ကွန်းတရာလေးစားပြီးထိုင်နေတလုံးလုံးနဲ့လူအဖေကစကားတလုံးမပြောဘူးအဲ့လိုမျိုးအဖေရဲ့အမေရဲ့အကိုရဲ့အိမ်မှာရှိရင်အမေကအနောက်မှာအိမ်လုံးပေါ်တော့စံရွေးရင်ရွေးနေမယ်အဲ့လိုပေါ့အဖေကဟိုအိမ်ရှိမှကွန်းအင်တစ်ခုနဲ့သူ့ဘာသူကွန်းဝါပြီးအဲ့လိုထိုင်ပြီးတွေးနေတာအကူကအိမ်အလယ်မှာတယောက်တည်းအဖေကလူအေးနောက်တစ်ခုကအဖေကစကားနေတာအပြင်ဟို သူကဟိုအရန်စီကန်တီးကြတယ်သူ့အလုပ်ကိုသူလုပ်တယ်သူပြန်လာတယ်ပတ်စံပေးတရားရှိတာပေးတယ်ရေမိုးချွေသူ့ဘာသူကွန်းအိတ်လေးနဲ့ထိုင်အခုလိုလူပြူရွယ်ရောက်အပြင်လျှောက်သွားရင်အဲ့ရိုက်ပိုင်ခင်းပေးတာဗျာဆိုတော့အဖေတို့ကြာတော့အကိုတို့တငယ်ချင်းပေါင်းပေါင်းတယ်အဖေတငယ်ချင်းပေါင်းပေါင်းခဲ့လို့လေအကိုတို့အခုမပြည့်စည်ဘူးပေါ့နော်အကိုတို့အရက်သမားကြီးမဖြည့်ခဲ့ဘူးစီးသမားမဖြည့်ခဲ့ဘူး လူပြိုရွေတော့တငယ်ချင်းပေါင်းနေတဲ့အကိုရဲတောက်မိတယ်။တောက်ပြီးပြန်လာတယ်။အိမ်မပြန်ရဲဘူးပေါ့နော်။မပြန်ရဲတော့ဟိုလမ်းထိပ်မှာသူများကွန်းရတိုင်းအဲ့လိုထိုင်နေတော့အိမ်ပြန်မှကြောက်လို့အဖေလိုက်ရှာတယ်။တွေ့တော့မင်းပါလို့ပြန်မလာလေအရဲတောက်လာမလို့အမလီကွာအရဲတောက်တာပဲယောက်ျားလေးတောက်မှာပေါ့။လာလာဟိုအဲ့လိုမျိုးခေါ်တော့ချော့တော့ကိုအကြောက်ရော့ပြီးအိမ်ပြန်ရောက်တယ်ပေါ့နော်။အိမ်ပြန်ရောက်တော့မှသူကရှင်းပြ။မင်းလူယူဖြစ်ပြီသားတဲ့မင်းလုံးချင်တာရှောက်လို့ လုတ်ပြီးတော့အဖေကိုပြန်ပြောမပြောဘဲနဲ့တော့မหนีနဲ့အခုအကုန်ချလို့တယ်တကူဒီပေါ်အခုတငယ်ချင်းပေါင်းနေလုတ်ကြည့်ရဲ့အဖေအသားတော့အဲ့ဒါလုတ်ခဲ့တယ်ကောင်းလားမကောင်းဘူးအဖေအေးမကောင်းရင်နောက်မလုတ်နဲ့ကိုလည်းမလုတ်အဲဟိုကလုတ်ခဲ့ပြန်ပြီပေါ့နော်လုတ်တယ်မကောင်းဘူးမကောင်းရင်နောက်မလုတ်နဲ့အဲအဲ့လိုမျိုးတွေပေါ့နော်နောက်တငယ်ချင်းပေါင်းနေတနေ့လူပေါင်းဆန့်လာတော့အရက်တော့လာတယ်အရက်တော့တာလေအဲ့လိုပေါ့တောက်ပြီးပြန်ပြောတယ်အဖေမကောင်းဘူးဖေမကောင်းရင်မတောက်နဲ့ ဟောတပတ်လောက်ကြာတော့တငယ်ချင်းပေါင်းတဲ့ခါတောက်တယ်မင်းပြောတော့မကောင်းဘူးဆိုဒါပေမဲ့ तू ကဟိုဟာဒီလောက်တော့မစိုးဘူးအဖေဟာဒီအဲ့ဒါဆိုလုတ်ဘွားကူဘွားကိုချင်းချိန်ပေါ့အဲ့လိုမျိုးနဲ့ပေါ့နော်အကိုတို့ကအခုလက်တည်းတခုမှလည်းမစွဲခဲ့ဘူးအခုအရင်မတောက်လာမှုတောက်တယ်တငယ်ချင်းပေါင်းတဲ့တွေ့ရင်အခုတောက်လိုက်တယ်ဟိုမလွဲတာမရှောင်တာပေါ့နော်အဲ့တခါအကြက်လေတကယ်လို့ကူဘွားကိုအိမ်မှာနေလို့တောက်ချင်စိတ်ရှိရင်လေအခုဘကူဝယ်ပြီးတော့အိမ်မှာတောက်လိုက်တယ်အဲ့လိုမျိုးပေါ့မတောက်ဘဲနဲ့ရတယ် ။ဘာလို့ဆိုအကူတို့ငငယ်တော့อ่ะကွာ။အကူအဖေရဲ့ကျေးဇူးကြောက်ပေါ့နော်။အကူရောအမေရောကအယက်သမားသားနဲ့အယက်သားသမားမယားလို့အပြောမခံခဲ့ရဘူးလေ။အဲ့တော့ငါအလဲကြရင်ရောဆိုတဲ့စိတ်ကဟိုတည်းကအခုမှရှိခဲ့။ရှိခဲ့တော့အခုအကူဖအေးနေရရောက်တယ်ပေါ့။ရောက်တော့အခါမှာအခုကိုသားသမီးကိုလည်းဒီလိုပဲငါเจ้าငါသားသမီးဒီဓာမျိုးမဖြစ်ရဘူးပေါ့နော်။အယက်သမားသားအယက်သမားမယားမဖြစ်စေရဘူး။စီသမားသားစီသမားမယားမဖြစ်စေရဘူး။ ဲ့လိုပေါ့အဲ့လိုမျိုးတွေနေပဲအခုနေခဲ့တဲ့အတွက်အခုချိန်မှာအခုအရက်သမားလည်းမပြူဘာမှလည်းမပြူအခုသားသမီးနဲ့ဇနီးလည်းခုနအခုအဖေနဲ့အမေနဲ့အခုခံရသူတို့သူတို့လည်းမခံဘူးအဲအဲ့ဒါအဲ့လိုအဲ့လိုမျိုးပေါ့နော်အဲ့ဒါကျတော့ဟိုဘက်ကအဖေဒီရရတဲ့မေတ္တာအဖေရဲ့အမူအရာအခုဒီရောက်အခုရဲ့အဲ့အမွေကိုအကူကယူပြီးတော့အခုအကူသမီးနဲ့အကူဇနီးပေါ်မှာအကူထိန်းနေပေါ့အဲအဖေကကြတော့အဲ့လိုမျိုးလူတငယ်ရင်းမောင်ပေါင်းနဲ့ နောက်ဆိုတမိသားရည်သားထားလို့ရည်သားနဲ့ချိန်လိုက်ဆိုရင်ငါလန်တရကွင်းရနေမှာစောင့်နေမယ်မင်းကောင်းပါလေမင်းတွဲခဲ့ရငါကြည့်အောင်ဟာအဖေရလေးရှက်လေဟာမင်းကဘာကျက်စရာလူလေးကွာငါตาเยยีซาเมเนี่ยงาเนี่ยตังเงินนี่หนูเนี่ยเว้ยงาเนี่ยเมียนกินน่ะบ่กว่างาชุยมานี่งาจี้กินน่ะบ่อันเนี่ยกูต้วยช่อว่ากวนยะสัญญากูอ่ะไม่ตีไม่ตาเลยตู่จี้ตู่อ่ะเอ๊ะเปลี่ยนย่องล่ะไม่ซู้บ่กว่าเอ๊ะดิโลမျိုးบ่เนาะ ဟိုတငယ်ချင်းပေါင်းပေါင်းခဲ့တဲ့အတွက်တာသမီးနဲ့မိဘမှာ အကူတော့ငါမိဘပဲဆိုပြီးငါပြောနေတိုင်းပြောလို့မကောင်းဘူး။အာဒီကောင်ကငါလှုပ်လိုက်မယ်ထိုးတိုင်းကြိတ်လိုက်မယ်ဆိုပြီးတော့လေမရဘူး။တာသမီးကိုဘလို့ခေါ်လဲဆိုတော့နားလည်အောင်ရှင်းပြရတာပေါ့နော်။အကူတော့ငငယ်တော့ဆိုပြီးဥမာမီးဘူးကင်လို့ပူပါကြည့်ပူပူလို့ပြောတယ်တွားကင်ဟိုကလှွတ်ထားတယ်။ပူတော့အကူတော့နောက်တွားမကင်တော့ဘူးပေါ့။အဲအဲ့လိုပဲ။ အခုသားသမီးရဲ့ဒီလိုပဲလှုပ်ပြီးတာကင်နေပူတယ်ပူရင်သူသွားမကင်တော့အဲအဲ့လိုပေါ့နားလည်အောင်ရှင်းပြရတယ်ဂျိုက်နဲ့ဆုံးမမဟိုမဟုတ်ပါဘူးပေါ့နော်သားသမီးကိုခလေးကြီးကြတော့ကျွန်တော်အခုလူဘလူပေါ့လေဖျောင်းလို့ပဲလीနော်ကိုတွင်းရင်လည်းအယုတ်ပေါ်တာပဲအဲ့ပေါ်မမကိုကရိုက်နဲ့မဲအော်ဟင်းမဲဆိုရင်မဟုတ်ဘူးနားလည်အောင်ရှင်းပြရအဲ့ဒါမျိုးကြတော့မိဘမှာအရန်အရေးကြီးပါတယ် အဲ့လိုမျိုးရိုက်နေတဲ့အခါကျောက်ကလေးတွေကကြောက်စိတ်ဝင်သွားတော့ကြီးတော့လူတော့မတူတာတွေလူကြောက်တာတွေအဲ့လိုတွေဖြစ်တတ်တယ်အဲ့ဒီအတွက်မိဘတွေအရန်တတိထားပါအကိုတို့ကြတော့အဖေကအဲ့လိုမျိုးမဆုံးမခဲ့တော့အကိုတို့လူကြားတယ်လဲသွားရတယ်ပြောရဲဆူရဲတယ်လူမကြောက်ဘူးပေါ့နော်ကြောက်စိတ်မဝင်ဘူးပေါ့ကြောက်စိတ်ဝင်ဝင်လူတော့မတူဘူးဖြစ်တတ်တယ်ကလေးတွေအဲ့ဒါတွေကြောင့်မိဘတွေတတိထားဖို့လိုပါတာသမီ2ယောက်ရှိရပေါ့နော်2ယောက်ရှိတော့တာအကြီးကောင်က2019 ဆယ်လာပိုင်း19ရက်နေ့မှာ23နှစ်ပေါ့ဒါဆုံးတယ်ဒါဆုံးသွားပြီးတော့အခုဆိုရင်ဒါအခုဆိုရင်ဒါအခုလာမယ့်ဆယ်လာပိုင်းဆိုသူဆုံးတာတော့6နှစ်ပြည်တော့မှာပေါ့နော်တမီးကြံတယ်တမီးကတော့အခုဂရိတ်တွဲပေါ့ကျွန်တော်တို့ဆယ်တန်းပေါ့နော်အဲ့ဒါလေးဖြည်ထားတယ်အဲတာသမီး2ယောက်ပေါ့အဲ့လိုပြီးတော့ရှိပါတယ်ရှိတဲ့အခါကျတော့ဟိုတာရှိတဲ့ နှစ်ယောက်ရှိရင်နှစ်ယောက်ပေါ့เนาะအခုတယောက်ပဲရှိတဲ့ခါကျတော့ရှိတဲ့တယောက်ကိုကျွန်တော်တို့ကဟိုလူလားမြောက်အောင်ကောင်းရအောင်အကောင်းအောင် လုပ်ပေးရမှာပေါ့လေကျွန်တော်ငငယ်ကဆိုရင်အဖေကသူ့သားကိုပညာတတ်ကြီးဖြစ်စေခြင်းပါပဲဟုတ်လားသူများ စပိန်စီးရင် သူ့သားကိုသူစပိန်ဝယ်ပေးခြင်းပါပဲသူကလေးကိုကျူရှင်ထားရင်သူ့သားကိုလည်းသူကျူရှင်ထားပေးခြင်းပါပဲဒါမဲ့သူတို့ကလည်းသူ့စိတ်မှာသူအဲ့လိုရှိခဲ့ပေမဲ့ ်သူမလုတ်ပေးနိုင်ခဲ့ဘူးမလုတ်ပေးနိုင်ခဲ့တဲ့အတွက်သူစိတ်ထဲမှာထင်မှာငါမလုတ်ပေးနိုင်လို့ငါသားတွေဒီလိုဘဝကိုဖျက်တမ်းရတာလို့သူစိတ်မှာသူထင်မှာပေါ့လေနော်အဲ့တော့သူသူတန်းမီကိုပညာတတိဖြစ်စေခြင်းပဲဟလာချမ်းသာချမ်းချမ်းသာသာနဲ့သူနေစေခြင်းပဲဒါသူစိတ်ပေါ့သူလုတ်ပေးဖို့သူကြိုးစားတယ်သူကြိုးစားရင်းနဲ့မှသူမဖြစ်လို့မဖြစ်လို့ကျွန်တော်တို့ဒီလို ရှောက်လှမ်းရတယ်လို့သူစိတ်ထဲမှာသူခံသွားမှာပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့အလှည့်ကြတော့ကျွန်တော်တို့သားသမီးကကျွန်တော်တို့လူမဖြစ်အောင်ကျွန်တော်တို့ကပြန်ပြီးစူးစမ်းပြီးရမယ်မိဘတာဝန်ပေါ့နော်ဟောငါတို့ကငါအဖေဒီလူဖြစ်လို့ငါဒီလူနေရတယ်ဆိုရဲအပြစ်သွားမမြင်ပဲနဲ့အဖေကငါ့ကိုဒီလူဖြစ်စီခြင်းခဲ့တယ်ဒါမဲ့မဖြစ်ခဲ့ဘူးအဲ့တော့ငါမွေးထားတဲ့သားသမီးကိုငါလည်းဒီလူဖြစ်စီခြင်းတော့ငါဖြစ်အောင်လုပ်ပေးရမယ်ဆိုရဲ့ စိတ်ဘူးအတွေးရတော့ရှိတာပေါ့ဖြစ်အောင်လဲတတ်နိုင်တယ်လို့လှုပ်ပေးနေတာပေါ့နော်ဒါသမီးမိဘဒါသမီးဆိုတော့မိဘလှုပ်တဲ့လူကတော့အားလုံးစင်စည်းမြင်ရတာပဲမြင်ချင်တာပေါ့အဲ့အတွက်လဲတတ်နိုင်တယ်လို့တော့ဟိုလှုပ်ပေးနေပါတယ်သမီးရောအဖေဆုံးတော့ကခုနကကျွန်တော်ပြောသလိုပေါ့ရင်မကြီးဟာတာတာကြီးဖြစ်သွားပေါ့နော်ဘလို့ပေါ့သူများကြီးသူပြောသူပေါ့ဗျာငားရဲ့ရွှေတောင်ကြီးပြူသွားပြီလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ထင်ပါတယ် ဟာဒတာကြီးဖြစ်ပြီးတော့လူကဟိုဘလူခေါ်ကျွန်တော်တို့ဟိုဘေးဘက်ဝင်ကျင်လဲစကားမပြောကျင်တော့တွေးနေဟာငါမှအဖေမရှိတော့ဘူးအဲ့လိုမျိုးကြီးပေါ့နော်စိတ်ကဖြစ်သွားတာတမျိုးပေါ့ခုနကိုတားသမီးကြတော့သူဘလူခေါ်လဲခံစားချက်ချင်းမတူဘလူဘလူသွားပြောမယ်ဒီဟာကြတော့ကိုတွေးသားဆိုပြီးပို့ဆိုးတယ်လူခံစားရတယ်ဗျာ ဟိုအားကြောင့်ကိုသွေးသားမဟုတ်သူ့သွေးသားကကိုဆိုကိုအားကြောင့်ကိုသွေးသားဖြစ်နေတာကိုသွေးသားဖြစ်တော့ကိုကပူဆိုးတယ်ခလေးကကျတော့ကျွန်တော်ကကျတော့ဒီကောင်မွေးတယ်မွေးပြီးတော့ကျွန်တော်တို့ဟိုစေးတူးမားပေါ့နော်အဲ့လိုမျိုးနဲ့ပူဒီယိုလေးဖြစ်အဲ့ရနေမှဒီ23နှစ်လောက်ထိကိုကျွန်တော်တို့ကဟိုခြီးပိုးပြီးတော့ထမင်းဆိုလည်းဒီလိုခြီးပိုးပြီးခွန့်ကြွေးဟလာဟိုကတော့အင်သာတက်အပေါ်ပါသွားရင်လည်းကိုကသူ့ကိုခြီးပြီးတော့ဒီလိုဟို တည်ရတာပေါ့နော်ပြီးသွားရင်ကို့မှာမနေ့မိုးနေ့အဲ့ရနူးတာနဲ့ကို့မှာကို့အလုပ်ကမလုပ်နိုင်ဘူးရှူတင်သွားမှာသူ့ကိုထိုင်ဆောင်အဲ့ရနူးတာနဲ့သူ့မျက်နှာတက်မျက်နှာတီးပါတဲ့ခုနအပေါ်ပါသွားရေချိုးပြီးရေချိုးပြီးအဝတ်စားလဲလဲပြီးတာနဲ့သူ့မိပြင်ပြီးတာနဲ့သူ့မနေ့စာကိုသူဝါးကျွေးရတယ်အဲ့လေအဲ့လိုကျွေးကျွေးပြီးသွားရင်ခဏတခါပြန်ဆောက်ရတယ်ဘိုက်ပြေသွားတော့ခါအိမ်သာသွားရင်တော့တခါပြန်တယ် ပြီးတော့မှသူ့ကိုချထားယူမှကိုကကို shooting သွားမယ်အဝတ်အစားရွေးရတယ်အဲ့တဲကိုတဲရီမူချူအဲ့တော့မှအထုပ်ထုပ်ဆွဲပြီးကိုကလက်ကတော့ပြီးတော့ညာပဲအိတ်တော့လေသူကသူကကြောက်ဖအေကိုပိုးခင်ညာအိတ်ရင်သူကဖအေလက်နဲ့ထိထိမှအိတ်တယ်တယောက်ယောက်ထိပေးထားတယ်အဲ့လိုဒီလိုလက်ကိုသူကဒီလိုပက်လက်ဆိုကိုကဘေးရလို့လက်ချင်းချိတ်တာအဲ့ကြံ့သူအိတ်တယ်အပေါ်ပါသွားရင်လို့ကိုထားရင်လို့လက်လုံးတော့သူကအဲ့လိုမျက်လုံးဖွင့်ကြည့်တာအဲ့ကြံ့ ိတ်အိတ်အိတ်အဖေပေါ့သွားအောင်မယ်ဘောနော်အဲ့လိုမျိုးအဲ့ကြိုင်ပြန်မီးနေအဲ့လိုစောက်ပြန်မလာမခြင်းမအိတ်ဘူးအေး तू ကလေအဲ့လိုအဲ့လိုဖက်ထားပြီးရနေသွားရင်ဘူဆိုးတယ်ကျွန်တော်နေသွားရင်နှစ်ရက်သုံးရက်သူမအိတ်ဘူးဖျားတယ်အဲ့လိုပေါ့ကိုကနေရနေပြန်လာတော့မယ်ဆိုရင် तू မေကိုဖုံးစင်ဟိုကနာနာကပ်ပြီးတာအဖေပြန်လာတော့မှတော့မနဲ့စုအဲ့တညာလုံးမအိတ်ဘူးစောက်ကိုလည်းအဝေးပြေးရနေပြန်လာအိမ်ရောက်ပေါ်တော့အိမ်ရောက်လို့၄နိုင်ခွဲ၅နိုင်လို့အဲ့ဒါမျက်လုံးကြီးနဲ့ဖွင့်ချန်တော်လေးကနေအာဖေးပြန်လာပြီ ူကခြေတောက်လက်တောက်စီပြီးအဲနှစ်ယောက်ဖက်ပြီးအေးကိုမထားရင်သူလည်းမထားတော့အဲအဲ့လိုမျိုးနေရတာပေါ့နော်ဒီအခု23နှစ်တိကိုခြီးပိုးပြီးတော့စားရာတောက်တာခုနအပေါ်ပါသွားတာအစအကုန်လုံးကိုလှုပ်ပေးခဲ့ရတာဟုတ်ကိုလှုပ်ပေးပါပြီးသူဆုံးသွားပြီးတော့ဒီအခုတို့ညဘက်ငုတ်တော့ကြည်တိုင်းအိတ်လို့မရဒါဆိုခါတိုင်းဒီလိုကြီးဖက်ဖက်ပြီးတော့ပေါ့နော်အသားချင်းထိပြီးအိတ်နဲ့အိတ်လို့မရပြီးတော့ထမင်းစားကန်နေဆိုမျက်ရည်ကျဘာဖြစ်လို့လဲဆိုတော့ သူကျွေးပြီးမှကိုကစားရတာကိုအဲ့ကံအကိုတို့ကတိတ်မစားနိုင်တော့ဘာလို့သူသူဝါကျွေးပြီးဝါမှကိုကစားရမယ်ဆိုကိုနှစ်ပကံနေရာမှာဓပကံပဲဖြစ်သွားတာလေအဲ့ကြောင့်သူကျွေးဖို့ကြတော့လည်းမရှိပြန်အောင်အဲ့လိုမျိုးနဲ့ကိုတစ်နှစ်နီးပါးလောက်ပေါ့နော်ဟိုကြောင်တောင်တောင်ဖြစ်နေတာအဲ့လိုသူမရှိတော့သူဝေယဝိစရီမလောက်ကတော့အဲ့တော့အိမ်မှာကြည့်ရင်ကိုကလည်းကိုကကိုထိုင်တွေး ဟောသူမအေးလောက်တဲ့လူကလည်းမအေးသူတော့ဗျာတာမီကိုတဲ့ပူစိုးမှတယ်နဲ့တချုံချုံအဲသူကအဲ့တော့ဟိုအငယ်မာလေးကဖအေးနာနေရမလူမအေးနာနေရမလူလူသူကအဲ့လိုပေါ့အဲ့ကြတော့နောက်တော့မှပြောပြရတယ်တယောက်ကြံသေးတယ်လေဟိုမရှိတဲ့လူလူတန်းတာနေအလကားပဲကြံတဲ့တယောက်ကငါတို့ကောင်းအောင်ပြူးစုပြူးထောင်ပေးရမယ်တာဝန်ရှိတယ်အဲ့အတွက်ကိုဟိုတယောက်ကိုတတ်နိုင်တယ်မြားမေးလိုက်တော့မရှိမှမရှိရတာလေဘယ်တတ်နိုင်မလဲနော်ဟိုအဲ့လိုမျိုးပေါ့အဖေတော့တော့တလားလောက်ထိပါပဲ ကိုစိတ်မကောင်းဖြစ်တာပေါ့နောက်ကျတော့မိပါဘူးတားသမီးကျတော့အခုလက်ဒီကိုတတိယတော့ပေါ့နော်တခါကျရင်တွေးနေနေအိပ်ရတဲ့လှဲလိုက်တဲ့အခါမျိုးတွေထမင်းစားတဲ့အခါမျိုးတွေတတိယအဲ့ဒါကျတော့ခုနကပြောသလိုပေါ့ဒါဟိုကကိုတွေးသားဖြစ်သွားတာပေါ့ကိုကကျတော့ဟိုအဖေရဲ့တွေးဆိုတော့တိတ်ပြီးတော့ဟိုကမဖြစ်ဘူးကိုတွေးသားကျတော့ကိုကပူဆိုးတယ်အဲ့လိုမျိုးအခုတော့အခုတွေးတယ်ဒီကြားထဲမှာမတည်ခြင်းဘာလို့မတည်ခြင်းဆိုတော့ အခုအောင်စင်းကြည်ကျင်လေးတယ်ဒါအခုအခုဖြစ်နေတာเนาะငါဒီကြားထဲတော့မတည်ကျင်သေးဘူးလို့ငါသမီးစာမွေးအောင်စင်းကိုဘလောက်နဲ့အောင်လဲဖလားအမှတ်ဘလောက်နဲ့အောင်လဲဘယ်နှလုံးနဲ့ပါတယ်အဲ့လိုပေါ့เนาะငါကြည်ကျင်သေးတယ်အဲဒါကိုယ့်ရဲ့ဟိုဟာဒါမဲ့ပြန်တွေးကြည့်ပြန်အောင်အောင်စင်းထွက်ပြီးတော့ဟောမင်းသမီးကတက္ကသိုလ်ကျောင်းသူဖြစ်ပြီလေနောက်ဆုံးစေးကျောင်းမဟုတ်ဘူးကွာဒီပြဘာသာကျောင်းပဲတက်တယ်ဟာငါသမီးတက္ကသိုလ်ကျောင်းသူကွာဆိုတဲ့ဟာကို ငါကြည်ကျင်သေးတာအမေတခါအော်ဘွဲကြီးတော့လေဟာဘွဲတပ်ပုံလေးနဲ့ငါတို့မိသားစုလေးရိုက်ထားပုံအိမ်မှာချိန်ထားတော့ငါတွေးကျင်သေးတယ်ဆိုတော့စိတ်ဒီပေါ့နော်ဒါမိဘတယောက်ရဲ့စိတ်လူကတော့ဘယ်ရဲ့တင်မယ်ကိုမမသိတာဒါပေမဲ့လေခုနလိုပေါ့တစ်ဖြတ်တစ်ဖြတ်စီတွေးကြည့်တော့နောက်ဆုံးကျတော့လေဖြတ်လူမရဘူးတတွဲတဲသွားနေတာပေါ့နော်အော်ဘွေတပ်ပူကြီးနဲ့ကြည်နောက်ဆုံးအော်အိမ်အောင်ကြာသွားလို့ဟိုနေ့ဟိုရက်နေတာတွေးသေးတယ်တွေးတယ်ဆိုတော့တငယ်ချင်းတယောက်ရဲ့တမိမင်္ဂလာဆောင တငယ်ချင်းဒီရုပ်ရှင်ဗီဒီယိုကင်မရာမျိုးပေါ့နော်အရှိလေးဆိုတာသူတမီးလေးမင်္ဂလာဆောင်တော့အခုတွားဟိုဟာ6ရက်နေရတွားပြီအဲ့မှာအခုဒီမှာစားတော့ပြီသတို့သားသမီးလမ်းရှောင်းကြည်အော်လို့ဒါငါတမီးဆိုရင်လည်းငါဒီနားမှာဒီလိုလိုထိုင်ပြီးတော့ကြည်ရတော့နောက်ဆုံးပေါ့ကွာတော့ကိုဝင်လေရဲအထိဟဲ့ဟိုပူအဆက်မစားဘူးဗာအဲ့လောက်ထိလိုက်တွေးလိုက်တွေးတာပေါ့နော်ကိုကလည်းတမီးမွေးထားတာဟဲ့ဟို ြမ်းကြမ်းတမ်းတမ်းမလှုပ်ရှားဘူးအပူဆန်မစားဘူးအတိယူအဲ့လောက်ဒီအခုလိုက်တွေးတယ်ဘာလို့တမီးမွေးထားတဲ့အခါကျတော့တားဆိုရင်တော့အကြောင်းမို့လေဒီကောင်နည်းနည်းလွတ်ထားလို့ရဟိုဟာကျတော့အရန်ကယူဆိုင်ရမအောင်အဲ့လူအဲ့လောက်ဒီကိုလိုက်တွေးမိတယ်မိဘတရားအနေနဲ့ပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်ပါကိုကတော့ဟိုသူ့ဟာသူပညာရေးမှလည်းဟလာသူ့ဟာသူဟိုဘလူကြောင်းမဲ့တက်တက်ပေါ့ကွာနော်အဲ့လို ပွဲလေးတစ်ခုရသူ့အလုပ်လေးနဲ့သူ့အိမ်တော်လေးနဲ့တင်းတော်တင်းနေလေးဖြစ်သွားရင်ပြီးပြီကိုယ်ပြန်ကြည့်တာမကြည့်တာကဟိုကိုကတော့ပေးသက်ခြင်းပဲရှိတယ်နော်ရယူခြင်းမှမရှိတာသူတို့ကတခုလည်းလည်းမမျှော်လင့်ပါဘူးအကိုတို့အဖေတို့ကပတ်စံသွားပြီးဟောင်းမင်းပတ်စံမင်းပြန်ယူသွားသူအဲ့လိုမျိုးလူအဲ့လိုမတတ်နိုင်လို့ဟိုမတိလို့အမေဘက်ကနေလှည့်ပြီးတော့မှနောက်တစ်ခါသွားရင်တိန်းထားရှိသေးတယ်ဟောင်းရောပတ်စံလက်ပြန်ယူအဲ့လိုမျိုး ဟိုငါတို့ကမင်းတို့မွေးလိုက်ပြီးပြီအခုမင်းတို့ကမင်းတို့တင်းတောင်းတင်းတယ်လေနေတာကိုကြည်တာကိုကြည်နှံ့နေတာလင်မယားစီရန်ဖြစ်လို့တွတ်တိုင်အကိုကိုလိုက်ထိုးတယ်အဲ့လိုမျိုးပေါ့နော်မင်းမှားတာအဲဒါမျိုးတွေပေါ့ကိုလဲကြတော့ဘလို့လုံးမအဲဒီလိုပေါ့ကိုကတော့ပြန်စင်းစားငါသူများပေါ့မဆိုးကြတဲ့အတွက်ငါလဲကြရင်လည်းအဆိုးတော့ကြုံမှာမဟုတ်ဘူးလို့အဲ့လိုပဲတွေးတာပေါ့နော်တာမီနဲ့မိဘစကားများခဏပေါ့နော်အမှန်စကားကိုမများသင့်ပါဘူး အကူတို့ဆိုအိမ်မှာအဖေနဲ့အမေနဲ့ဆိုငောင်ပြီးတော့နေနေတလုံးမပြန်မပြောသူကမပြောလေဒေါသထွက်လေမင်းတို့မင်းနဲ့ပြန်ပြောပါလားအဲ့ကြတော့ကျွန်တော်ပြန်ပြောရင်အဖေပဲမင်းငောင်းကိုပြန်မပြောနဲ့ဆိုအဲဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးကွာမင်းကပြောလေပူဆိုးလေပဲဆိုမပြောတော့အဲ့လိုမျိုးတွေနဲ့ကိုကလည်းဆိုးလားဆိုတော့ဆိုးတဲ့တဲတော့အကူကမပါဘူးအကူကကျတော့နည်းနည်းတစားတစွထိုးပေါ့နော် ပြောရင်လည်းနားထောင်လိုက်တယ်ပြန်လည်းမပြောပြီးမှအခုလှုပ်ချင်တာကိုလှုပ်ဒါပေမဲ့အခုလှုပ်ချင်တဲ့အချိန်မှာအခုကတော့အများတန်းတွေးတယ်အခုလှုပ်မဲ့ဟာဒီသူတို့ဒုက္ခရောက်မလားပေါ့ငါရောဒုက္ခရောက်မလားဆိုတော့အခုကအများတန်းအဲ့လိုမျိုးဘယ်လဲညီအောင်လိုက်တွေးရတယ်အခုကြောက်အဖေတို့မေတို့ယုံရက်ကွဲလူကြီးအိမ်မရောက်ဘူးအခုလည်းအဲ့လိုမျိုးမမိုက်မစိုးအဲ့အတွက်လည်းဟိုအဖေတို့နဲ့အခုနဲ့ဂျမ်းမှာစကားကြီးကြီးကျယ်ကျယ်များခဲ့တာလည်းမရှိဘူးပေါ့နော်နောက်တစ်ခုကကြတော့အကူက ဘာတွားကြည့်တော့တခါပေါ့ထမင်းစားတဲ့အချိန်မှာအဖေကဟင်းဧည့်သည်လာသွားတာဟင်းမရှိတော့ထင်အောင်ထမင်းစားရဲဆိုအကူကမသိဘူးစားလိုက်အဖေရောစားရည်ကငါမစားသေးဘူးတဲ့အဲ့လိုနဲ့စားလိုက်တဲ့အချိန်မှာထမင်းစားပြီးသွားရင်အကူအိမ်ရှိမှထားရင်အဖေကနောက်ဝေးဝင်သွားမလာအဲ့ဒါနဲ့အကူတွားကြည့်ရောအကူတို့ငပီးကြိုထားတဲ့ငပီးအဖြူတွေမှာငါးအကောင်ပါတယ်လေ ဲ့ဟာကိုသူကအဲ့ခါနဲ့ငပိရည်ယူနေအဲ့ငားနဲ့စားနေအဲ့မှာသွားကြည့်တဲ့အချိန်မှာအခုတကယ်စိတ်မကောင်းဖြစ်သွားဟာလို့ဆိုနောက်အခုအရှိရနေထမင်းပဲတော့မစားဘူးအာကျွန်တော်မစားဘူးအခုလူလန်ဝိတ်မှာဖွားရှိတာအဖွားကြီးမှာသွားစားမယ်ဒီစားတော့ဘီလို့စားအဲအဲ့လိုအဖွားကြီးသွားတယ်သွားလိုက်လို့အဖွားကြီးမှာလည်းသွားမစားဘူးပြီးသွားစားပြီးပြီအဲစားပြီးလို့နောက်ဝေးသွားကြည့်လို့ကြည့်အခု ရှိရင်ရှိတာနေမှာအဲ့လိုမျိုးစားတယ်။ဘာလို့အဲ့မှာသူ့ကိုသူစိတ်မကောင်းသေးပါလေ။ဟိုတာနမီကိုညားတာ။သူကကြည်လိုက်တယ်ဒီမှာဟာလို့သူအခုဘယ်တော့မှအိမ်မှာအဲ့လိုထမင်းစားမယ်ဆိုရင်ရှိရနေကျွန်တော်စားသွားပြီနော်အဲ့လိုမျိုးကြီးလေအခုဘယ်တော့မှမစားပြီးတော့မိဘနဲ့ဒါသမီးဆိုတာသူကကိုယ်မွေးတာလို့ကိုဖြစ်တာလीအဲ့အတွက်ကိုကဘယ်ဟိုပြန်တောင်းမှန်အောင်မှာပေါ့ဒီအဖေကျွန်တော်မှားပါတယ်ဆိုပြီးပြန်ဝင်ချအောင်မှာပေါ့ ဘီဘာဆိုတာစိတ်ဆူတာပြောမင်းစကားမပြောရင်ငါလည်းမပြောဘူးဆိုပြီးတော့ဒါဟိုဘယ်လိုအိုက်တင်တာလုပ်နေတာသူစိတ်ထဲမှာသူပြောနေတာဟိုမိဘဆိုတာကိုကိုတိုင်းနဲ့အခုတမီနဲ့တခိုင်းရရင်စကားများလို့ရှိရင်ကိုကအဲ့လိုမခေါ်ခြင်းလို့မပြောရင်ကိုကပြန်ခေါ်အောင်လို့ဟိုစက်ပူစားလေးနဲ့ပြစ်လိုက်တာလို့ပေါ့ရှောက်ဆရတာပေါ့နော်ကိုကမပြောရင်ကိုကလည်းလိုက်ပီတီနေပြီးတော့မနေနိုင်ဘူးဒါမိဘပဲပေါ့နော် တမီးရှင်ဖအီဖြစ်တဲ့အတွက်ဖအီလုတ်တဲ့လူကတမီးကိုမအီလို့ကိုကရောရောနောနောหนีလို့မရဘူးဒီနော်หนีလို့လည်းမသိမ့်တော်ဘူးအဲ့ဒီအတွက်ကိုကအဝေးရပဲအေးဒီကြီးကြီးနဲ့အခြေအနေအကဲခတ်ပြီးတော့လမ်းကြောင်းမှားနေမမှားအောင်ပေါ့နော်ပြန်ပြီးတော့တက်မှတ်ပြီးရတာအဲ့ဒီအတွက်ကိုတမီးလုတ်တဲ့လူဖအီရချစ်တယ်လို့မပြောခဲ့မိဘူးပေါ့နေ့တိုင်းလည်းမပြောမိဘူးတခါတည်းလည်းမပြောမိဘူး ဒါမဲ့ကျွန်တော်ကတော့အခုကျွန်တော်တမီးကိုအခုဒီအင်တာဗျူးကနေတမီးတမီးကိုအဖေအရန်ချစ်တယ်လို့ပြောပေးရစီကျွန်တော်တမီးကိုကျွန်တော်အရန်ချစ်ပါတယ်